ပေါ်လာသမျှအာယုံတွေအာယုံတည်တဲ့စိတ်မဖြစ်ခင်တခုပြီးတခု ပြက်ပြောင်နေတဲ့အနိစ္စသဘောကိုအဓိကထားပြီး ကိုယ်တိုင်လက်တွေအားထုတ်တယ်စိတ်ထဲမှာဘယ်လိုစိတ်မျိုးမှ လက်ကျန်မရှိအောင်ဖယ်ထုတ်ပြတယ်မဖြစ်သေးတာတွေမတွေးမိအောင်သတိထားနေဖြစ်ခဲ့သမျှမရှိတော့ဘူး ਨੇ အဆုံးသတ်နေတဲ့အနိစ္စသဘောကိုထိုးထွင်းသိအောင် လေ့ကျင့်လို့ရသွားတဲ့အချိန်မှာ ဘာကိုမှတွေ့ညှိဆုတ်ခိုင်နေတာမရှိတော့ပဲအနောင်ဖွဲ့အားလုံးတွေကလွတ်မြောက်သွားတာကိုသတိထားမိတော့တယ်ဒီကျင့်စဉ်ဟာပေါ်လာတဲ့အာယုံကတဆင်ခံစားမှုနဲ့တဏှာကြားထဲမှာပညာအသိဉာဏ်ကဖြတ်ပစ်လိုက်နိုင်လို့ဒုက္ခတွေတွေကလွတ်မြောက်သွားတာပဲဆိုတာကိုယုံယုံကြည်ကြည်ဖြစ်သွားတယ်ဒါပေမဲ့ဒီကျင့်စဉ်ဟာဖြစ်အောင်ပြုလုပ်နေတဲ့ သင်္ခါရသဘောထဲမှာပါနေလို့ခဏပဲခံမယ်ဆိုတာထတ်စင်သဘောပေါက်ပြီးတိမှုအဆက်မပြတ်အောင်တတိထားပြီးဇက်တိုက်လေ့ကျင့်နေလိုက်တယ်ခွဲစိတ်ပြီးတဲ့နောက်၃ရက်ပဲခံမယ်အသေးမှာပဲလို့ပြောတဲ့ဆရာဝန်ကြီးရောက်လာပြန်တယ်အခြေအနေလာကြည့်တာလို့ပြောပြီးစစ်ဆေးတယ်ဦးစင်းအသက်ရှူတဲ့ပုံစံကထင်ထားတာတဲ့ အများကြီးကိုအစီပြေးနေတယ်တဲ့ဦးစင်းရဲ့ဘဲဘဲလက်ချောင်းတွေလှုပ်ခိုင်းတော့နည်းနည်းလှုပ်လို့ရတာကိုကြည့်ပြီးဆရာဝန်ကြီးအံ့ဩပြီးမှတ်ချက်ချတာတော့ခွဲစိတ်ပြီးဒီရပိုင်းအတွင်းမှာ အခြေအနေဒီလောက်ထိအလင်းမြန်တိုးတက်တာကိုမြင်ရတော့ထင်တော့မထင်ဘူးတဲ့ဘာကြောင့်လဲတဲ့ mindfulness meditation ကြောင်းလို့ပြောလိုက်တယ် ရှိသမျှအရာအလုံးမရှိခြင်းအနေဆသဘောနဲ့အဆုံးသတ်နေတယ်မရှိဘူးဆိုတဲ့အနေဆသဘောကသာအမြဲတမ်းရှိနေတယ် nothing is permanent အကြောင်းဆွေးနွေးဖြစ်သွားတယ်ဘာမှမရှိတဲ့အနေဆသဘောကို မြင်အောင်ကြည့်တဲ့လေ့ကျင့်ခန်းကို ကိုယ်တိုင်လက်တွေ့ထိုးထွင်းသိသွားတဲ့အထိလေ့ကျင့်တဲ့အကြောင်းအကြောင်းမျိုးကြောင့်ဖြစ်ပေါ်လာတဲ့အရာ အလုံးနဲ့အတူ အခုလက်ရှိပြစ်ဆုံးပန်းချင်းကိုတော့ပိုင်ဆိုင်ခွင့်မရှိတဲ့သဘောကို ကိုယ်တိုင်ထိုးထွင်းသိအောင်လေ့ကျင့်နေတဲ့အကြောင်းခံစားမှုဆိုတဲ့စိတ်မရှိအောင်အာယုံပေါ်လာတဲ့ချက်ချင်းရပ်ပစ်တဲ့လေ့ကျင့်ခန်းကိုလေ့ကျင့်နေတဲ့အကြောင်းဖြစ်သည်မပြက်နေတဲ့အနေဆသဘောကြောင့်ဖြစ်မှုတွေဖြစ်စေတဲ့စိတ်အစကို ဖြတ်တောက်တဲ့လေ့ကျင့်ခန်းကြောင့်စိတ်ထဲမှာဘာခံစားမှုမှ ဖြစ်ခွင့်မရတော့ဘဲ။ ငြိမ်းအေးသက်သာနေတဲ့အကြောင်းဖြစ်ခဲ့သမျှအရာတွေစိတ်ထဲမှာတစ်ခုမှလက်ကျန်မရှိအောင်အကုန်စင်ဖဲထုတ်နေတဲ့လေ့ကျင့်ခန်းအကြောင်းခံစားမှုဆိုတဲ့စိတ်ဟာလေ့ကျင့်အားထုတ်နေတဲ့နေရာမှာအဓိကတရားခံဖြစ်နေလို့စိတ်တွေရဲ့သဘာဝအရာခဏလေးဖြစ်ခွင့်ရပေမဲ့မတားဆီးနိုင်ရင်အန်ဒီရဲ့ကြီးတဲ့တဏှာစိတ်အစဉ်ရောက်သွားနိုင်လို့ ချက်ချင်းရပ်ပစ်တဲ့လေ့ကျင့်ခန်းကို လေ့ကျင့်နေတဲ့အကြောင်းပြောပြလိုက်တယ်။ဦးစင်ပြောသမျှတွေကိုငငယ်ကပါတာပြန်ပေးတယ်။ဘာဖြစ်ချင်လို့အဲ့ဒီလိုမျိုးလေ့ကျင့်နေတာလဲတဲ့။ဘာမှမဖြစ်ချင်တော့လို့လေ့ကျင့်နေတာပဲလို့ပြန်ဖြေလိုက်တယ်။ဆရာဝန်ကြီးအုပ်စု မကြားဘူးတဲ့စကားတွေနားထောင်နေရပေမဲ့ဦးစင်ပြောတဲ့ကျင့်စဉ်သဘောကိုလက်ခံနိုင်တယ်တဲ့။ ဒါဟာဗုဒ္ဓဘာသာရဲ့ကျင့်စဉ်ကိုလူမျိုးချင်းဘာသာချင်းမတူတဲ့လူတွေလက်ခံသွားတဲ့သဘောပဲလို့ငင်ငယ်ရှင်းပြတယ်။ဦးစင်းပြောတာညားထောင်ပြီးတဲ့နောက်ဆရာဝန်ကြီးအုပ်စုမှတ်ချက်ချတာတော့ဒီတိုင်းဆိုရင်နှလုံးအနေထားအဆုတ်အနေထားပူစရာမရှိတော့တဲ့အခြေအနေမျိုးဖြစ်လာနိုင်တယ်တဲ့။ ICU ကနေရွှေ့ဖို့နဲ့12 beyond physiotherapy မှာ လေ့ကျင့်ခန်းလုပ်ဖို့အစီအစဉ်ဆွဲကြတယ်။ပြက်သွားတဲ့အာယုံရောကိုအသိဉာဏ်ကတဆင့်အုံနောက်ကိုခိုင်းပြီးစိတ်ဆွမ်းအားနဲ့လှုပ်လို့မရတဲ့ဘယ်ဘက်တစ်ချမ်းကိုလှုပ်ရှားစေတဲ့ဤသုံးပြီးလေ့ကျင့်ရမယ်လို့ပြောတယ်။စိတ်ကျင့်စဉ်ကတဆင့်မမြင်ရတဲ့စိတ်ကိုအသိဉာဏ်နဲ့ပြုပြင်တဲ့သဘောပဲတဲ့။ဆရာဝန်ကြီးတွေ rehabilitation center တွေကဆရာသမားတွေ လေ့ကျင့်စေတဲ့နည်းနဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုလေ့ကျင့်ပြုပြင်ရင်ဘယ်ဘက်ခြေတော့လှုပ်လို့ရလာတယ်။နောက်ပိုင်း blood test လုပ်တယ် ECG ရိုက်တယ်။ကြီးကြီးကျယ်ကျယ်စိုးရိမ်စရာဘာမှမတွေ့တော့ဘူးတဲ့။ဆေးရုံမှာနောက်ထပ်၂လလောက်ကြာတော့ဟောကာအကူညီနဲ့ခြေတော့ကရှိကိုလှမ်းလို့ရလာတယ်။ကိုယ့်အကူလမ်းလျှောက်လို့ရလာတော့ တွိုင်းလက်သွားတာတွေမျက်နှာတည်ရေချိုးစွန်းဖုံးအကုန်လုံးဘသူအကူကြီးမှယူเสียမလိုတော့ဘူးဒါဟာဦးစင်းအတိညာနဲ့တတိညာကိုထိုက်ထိုက်တန်တန်အသုံးချပြီးနာကျင်ဒုက္ခတွေတွေကကိုယ်တိုင်ယုံထွက်နိုင်ခဲ့တာပဲဆိုတဲ့အဖြေထွက်တယ်။ဦးချင်းနဲ့အတူနာချင်းနမိတ်တွေကြောင့် တဘာဝအရာလှုပ်ရှားနိုင်ခဲ့တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေရက်ဆိုင်သွားတာကိုအုံနောက်ကတစ်ဆင့်အာယုံကြောတွေအာယုံတည်တဲ့စိတ်တွေကိုအသိဉာဏ်နဲ့ပြုပြင်လို့ရနိုင်တယ်ဆိုတဲ့အဖြေထွက်လာတာပဲဒါဥစဉ်ဘဝရဲ့နှစ်ပေါင်း90တဲ့ရက်ပေါင်း90အတွင်းအိုခြင်းနဲ့အတူနာခြင်းဒုက္ခပြဿနာတွေဖြေရှင်းခဲ့တာကို ။အိုခြင်းနဲ့နာခြင်းဒုက္ခခံစားနေရတဲ့သူတွေရောမိသားစုဝင်အတွေအနေနဲ့အိုခြင်းနဲ့နာခြင်းဒုက္ခတွေကို အကူအညီပေးနိုင်အောင်ယေရှုဆက်တဲ့အနေနဲ့ဖြန့်ဝေပေးလိုက်တာပါပဲ။စေယုံတက်နေတဲ့ရပောင်း90မှာအဓိကအားစိုက်ပြီးလေ့ကျင့်တဲ့ကျင့်စဉ်က3ခု။ဘာပဲလုပ်လို့သိအနေဆမြင်အောင်ကြည့် ဝေယဓမ္မသင်္ခါယအပမတိနတမ္ပါတိတာ